In one's home and elsewhere, good manners are vital for a pleasant atmosphere and for getting on well in life. That's showing respect to other person, offering help, greeting appropriately, and saying I'm sorry when having done wrong are all good manners. Now let us see how manners are acquired. No, siapa nama uzo? Siapa jalan dia? No, malay mila ajar mau bu? မြန်မာចောင်းသားចောင်းသူတွေပေါ့เนาะဆရာတို့အခုပြောတဲ့ပုံစံတိုင်းပေါ့ပေါ့လေးเนาะရှာထဲမှာအရန်ကြီးเนาะမလေးနေအောင်ဆရာကအဲ့လိုပြောပြတာဖြစ်ပါတယ်เนาะလိုက်ဆရာလို့လိုက်နိုင်တော့ကောင်းတော့เนาะလိုက်နိုင်တော့စုပေးရမှာရှိတယ်เนาะတော့ကောင်းပါလေ in one song or elsewhere เนาะ in one song တခြားတယောက်ရဲ့အိမ်မှာဓမ္မမွင် elsewhere ဘယ်နေရာမှာမဆို good manners ကောင်းတဲ့အပြစ်မှုတွေက are vital အရေးကြီးတယ်เนาะ for a pleasant atmosphere ပါရလာပါတယ်ပတ်ဝန်းကျင်တစ်ခုအတွက် and ပြီးတော့ for getting on well in life ဘာဖြစ်လဲအဆင်ပြေမှုတွေဘဝမှာပေါ့နော်ဘဝမှာအဆင်ပြေမှုအတွက်နော်အဲ့ဒါကအသက်တမျှအရေးကြီးပါတယ် vital ဆိုတာကနော်အသက်တမျှအရေးကြီးတော့ဒိဗေယနော်နောက်တစ်ခု that's အဲ့ဒါကြောင့် the showing respect to other person တခြားတစ်ယောက်ကိုနော် showing ဆိုတာပြခြင်း respect respect အလေးနော်အလေးအနက်ထားခြင်းလေးစားခြင်းနောက်ပြီးတော့ offering help အကူအညီကမ်းလှမ်းခြင်း greeting appropriately နော်သင်ပြောတဲ့နှုတ်ဆက်မှုရှိခြင်း and saying ဆိုတာပြောခြင်း sorry ပါ uh i am sorry whenever ခင်ဗျာစိတ်မရှိပါနဲ့ခင်ဗျာအဲ့လိုမျိုးလေးပြောခြင်း when having done around နော်ကိုကအမားတစ်ခုနော်ကျွန်းလို့မိတဲ့အခါဒါမှမဟုတ်ရင်လုံမိတဲ့အခါမှာနော် i'm sorry လို့ပြောခြင်းနေဒီတဲ့အဲ့ဒါတွေက are all good manners ကောင်းတယ်နော်အပြုအမူအလေးနော်ဇယိုက်အကျင့်တွေပါတယ်နော် now ကြည့်အောင် let us see how manners are acquired how manners are acquired နော် now let us see ငါတို့အခုပဲလေ့လာကြရအောင်တဲ့နော် how manners are acquired ဘယ်ကနေအလေးအကျင့်เนาะစလဲဆိုတော့ငါတို့ကြည့်ကြရအောင်လေဆရာတဖြည်းဖြည်းနဲ့ဒီမှာเนาะ no? passage ကိုဖတ်ပြပါမယ်เนาะ how may be considered the birthplace of manners uh, children hear what the elders around them say and see what what the elders do as they imitate their elders they acquire their eldest manners, and there are times the father, mother, elder sister, or brother may formally teach the children to say or act politely. If if the elders around them are gentle and polite, they grow up to be gentle and polite. If if on the other hand the elders around them are crude and rude, they will grow up to be crude and rude as well. Okay, How yeah, no? may be considered the birthplace of manners. How may be considered the birthplace of manners. Now, insura are no, insura may be considered the birthplace of manners. Ha muyariye sa no, muyariye muipwa ya niyalu pionai bari, no. children hear what the elders around them say or not see to ခလေးတွေအားတယ်ကြားတယ်ဗါလဲလူကြီးသူတို့နားမှာရှိတဲ့လူကြီးတွေပြောတာတွေကိုကြားတယ်နော် see what the elders do သူတို့အနားမှာရှိတဲ့လူကြီးတွေလောက်တာကိုမြင်တယ်ဟုတ်တယ်နော် as they imitate their elders လူကြီးတွေရဲ့ပုံစံအတိုင်းကိုသူတို့ကူးတယ် copy ပေါ့ကွာပြောမယ် imitate ဆို copy ကိုပြောတာ copy ကူးတယ်ဒီ acquire သူတို့ကလိုက်လုပ်တယ် they are elders man သူတို့အနီးအနားမှာရှိတဲ့လူကြီးတွေရဲ့အပြစ်မှုတွေဇယိုက်တွေကိုသူတို့ကပါတယ်နော်လိုက်ပြီးတော့လိုက်တူပပြီးတော့လိုက်လုပ်ကြတယ် acquire ဆိုစူးစားတော့ဒီနော်စူးစားလိုက်စူးစားပြီးတော့တူပကြတယ် and there are times the father mother elder sister brother may formally teach the children နော်အဲ့ဒီအချိန်မှာတဲ့အဖေတို့အမေတို့နော်ဒီအကိုအမတွေနော်ပုံမှန်ဆိုလို့ရှိရင်သူတို့ကပါတယ်ခလေးတွေကိုနော် တတိအာရင်ကြီးကြီးပြောဖို့ရင်ကြီးကြီးပြစ်မှုဖို့သင်ပေးကြတယ်ဟုတ်တယ်နော် if the elders around them ကလေးတွေနားမှာရှိတဲ့လူကြီးတွေကတဲ့ are gentle and polite နူးညံ့နဲ့နူးညံ့တိမ်ပွေးပြီးတော့ရင်ကြီးတယ်ဆိုရင် they grow up to be gentle and polite သူတို့ကလည်းရင်ကြီးကြီးနဲ့ပဲရင်ကြီးကြီးနောက်ပြီးတော့နူးညံ့လေးနဲ့ပဲသူတို့ချီးပြန်းလာတယ် if on the other hand တခြားတစ်ဖက်မှာတဲ့နော်တခြားတစ်ဖက်မှာ the elders around them the the elders around them the elders around them are crude and rude နော်သူတို့ကကိုယ်ဘေးနားမှာရှိတဲ့လူကြီးတွေကရိုင်းပြကြမ်းတမ်းမယ်ဆိုလို့ရှိရင်ね they were grow up to be crude and rude as well သူတို့ကလည်းနော်ရိုင်းပြမယ်ကြမ်းတမ်းမယ်ဖြစ်လာပါလိမ့်မယ်